ါကတော့နှက်ကလအုပ်တကောင်ပေါ်ကိုမကြောင်းမလန့်တက်စီးနေတဲ့အမျိုးသားတဦးပဲဖြစ်ပါယဒီလူကဒုတိယကိုအတုံးပြုတ်ပြီးတော့နှက်ကလအုပ်ရဲ့ကြောပေါ်ကိုလွှာကနေကိုမှခုန်တက်လိုက်ပါယပြီးသွားတာနဲ့အတောင်အောက်ထဲကို6ရောက်တီထိုးတင်ပြီးတော့ခွန်လိုက်တဲ့ခါမှာနှက်ကလအုပ်ကမြင်းနှကောင်လိုထပြေးပါတော့ရင် တကယ်တော့ဒီငှက်ကလအုပ်ဟာစနစ်တကျကိုမွေးမြူထားပြီးတော့လူနေကိုရှင်နေတဲ့ငွေမွေးချက်ပေါ်တရိတ်ဆန်မှုလို့အခုလိုမျိုးလုပ်လို့ရတာပဲဖြစ်ပါရင်တင်ကတော့ဒီလိုမျိုး online ကဗီဒီယိုတွေကိုရှုံပြီးတော့တကယ်လက်တွေ့လောကငှက်ကလအုပ်ကိုပေါ်တဲ့တဲ့တဘောသွားထားမိရင်တော့အသက်နဲ့ခန္ဓာအိုးစားကွဲတဲ့ထိကိုဖြစ်သွားနိုင်ပါရင်။ဘာကြောင့်လဲဆိုရင်တော့ဒီငှက်ကလအုပ်တွေရဲ့အနေရပြုတ်နိုင်စွမ်းဟာခြေတဲ့တကောင်ကိုယ်တော်မှာပြပြဝစ်သွားစေတဲ့ထိကိုဆိုးရွားလွန်ပြီးတော့တမိုင်းတစ်လျှောက်မှာလည်းငှက်ကလအုပ်တက်လို့လူကိုတေဆုံးစေတဲ့ဖြစ်ရက်တွေကလည်းများစွာရှိခဲ့လို့ပါပဲ။ 2020ခုနှစ်တုန်းကလည်း American ကျေးလက်ဒေတာတစ်ခုမှာငှက်ကလေးအုပ်ကလူကိုတန်နေတဲ့အတွက်ကိုအမျိုးသားတဦးရှင်ဘက်ယူကြည့်ပြီးတော့အသက်ဆုံးရှုံးခဲ့ရပူပါရင်ဒါကြောင့်မလို့ဒီကနေ့ရဲ့ဗီဒီယိုလေးထဲမှာတော့ငှက်ကလေးအုပ်တွေနဲ့ပတ်သက်ပြီးတော့လောကကုမ္ပဏီတတိထားရမယ့်ကိစ္စရက်တွေအကြောင်းကိုကျွန်တော်လည်းလည်းမိတလောက်ကိုပြောပြပေးသွားမှာပဲဖြစ်ပါရင်ငှက်ကလေးအုပ်တွေဟာရုပ်ဆိုးတလောက်လူကိုမြင်တာနဲ့ရန်ရှာတက်တဲ့တရဝါတမျိုးဖြစ်ပါရင်သူတို့ရဲ့တဘာဝကိုကလူကိုထိတ်တိုက်တွေးတဲ့အခါမှာရန်ရှာတက်ပြီးတော့လိုက်လံတက်ခတ်တက်တာပါ နှက်ကလအုတ်တကောင်ရဲ့ပြေးနိုင်စွာအဟာတနာရီကိုမိုင်40နှုန်းရှိတာမို့လို့ဆိုင်ကတစည်းစာလောက်မြန်နေလို့တောင်မှပြောလို့ရပြီတော့သူရဲ့ရှေ့မှာမျက်စိနဲ့အောင်လို့တွားနေမိရင်တော့တင့်ကိုလုံးဝအလွတ်ပေးမှာမဟုတ်ပါဘူး။မိုင်40ထက်ပိုတဲ့အရှင်မျိုးနဲ့တင်းရဲ့နောက်ကိုထက်ချက်မခွာလိုက်လာမှာဖြစ်ပါရင်အနားရောက်လို့ချက်ကောင်းပိုက်ပြီးဆိုတာနဲ့တင့်ကိုတန်ချေ100လောက်ရှိတဲ့ကန်ချက်မျိုးနဲ့6000စာကျွေးလိုက်ပါလိမ့်မယ်။ ဒေကန်ကျဲရဲ့ပြင်းထန်မှုကတော့တော်ရုံအားကောင်းတာမျိုးမဟုတ်ဘဲနဲ့ချင်းတဲတကောင်ကိုတော့မှဖင်ထန်ရဲ့လဲကျသွားစေတဲ့အထစ်ကိုတော်လေးကိုမှအပြင်းပါဤဒါအပြင်သူတို့ရဲ့အရဲ့ကြီးတွေကလည်းကိုဗစ်အထစ်ကိုမှရှေ့ပြီးတော့ပေါင်၃ဝကျော်အထစ်ကိုအလေးချိန်ရှိတာမို့လို့လူကိုအယုံလေးတရုတ်နယ်ကိုကောင်းကောင်းကြီးကိုစော်ကစားနိုင်ပါဤလူကိုဖမ်းမိသွားရင်လည်းတက်နေတာထိုးစိတ်တာမျိုးနဲ့ရန်ရှာတက်ပြီးတော့ငင်းချသွားပြီးတော့လုံအောင်ကိုမလုတော့ဘူးဆိုမှလှည့်ထွက်သွားတက်ပါတယ်။ဒါကြောင့်မလို့သူတို့နဲ့ထိတ်တိုက်တွေ့ရင်တော့မျက်စိနှာအောင်လို့မနေနိုင်မှတော့ကကြားပါလိမ့်မယ်။ဒါပေမဲ့လည်းငှက်ကလပ်အုပ်ကလူကိုစိုးကြိုးကြီးပဲပေးနေတာတော့မဟုတ်ပါဘူး။ ငှက်ကလေးအိုးရဲ့ကိုတဲ့ကကြည်မာတလောင်သူရဲ့ဥရီကလည်းကြည်မာတဲ့အတွက်ကိုလူဆယ်ရလောက်ကောင်းကောင်းစားလို့ရတယ်လို့အယတာကလည်းစိတ်သက်ပြီးတော့တခါစားလိုက်တာနဲ့တတလုံးကိုဆွဲလန်းသားစေမယ်ဆွဲဆောင်မှုရှိပါ යි ငှက်ကလေးအိုးအမတကောင်ဟာတခါဥရင်အလုံး၂၀လောက်ဥရဲအတွက်စားသောက်ဖွင့်မွေးမယ်ဆိုရင်တော့တော်တော်လေးကိုမှတွက်ချေကြိုက်ပါ යි ဒါကြောင့်မို့လို့ဘာလာလာအကုံစားတဲ့တရုတ်ကပေါက်ဖော်ကြီးတွေကဒီငှက်ကလပ်အုပ်တွေကိုလူဝင်အလုပ်တမင်လေးချင်းမွေးမြူခဲ့ကြပြီးတော့နောက်ပိုင်းမှာငှက်ကလပ်အုပ်စီးပွားရေးကိုထူထောင်ခဲ့ကြပါရင်မြင်းနေတိုင်းပဲမွေးမြူရေးငှက်ကလပ်အုပ်တွေကတော့လူရင်ပြီးတော့သူတို့ရဲ့ဖင်တွေကဥတွေကိုဆွဲထုတ်သွားရင်တော့မှအသာတချီကုန်မှနိုင်ခံကြပါရင်ဒါပေမဲ့လေခုနကပြောတယ်လို့ပဲတော်ရိုင်းငှက်ကလပ်အုပ်တွေကတော့လူကုန်မြင်တာနဲ့ရန်ရှာတက်ကြပြီးတော့အန်ရယ်ပေးတဲ့အတွက်ကိုမှဘလုံငှက်ကလပ်အုပ်ကိုပဲမြင်မြင်ပေါ်တေးတေးရှုံးမတွက်ပဲနဲ့ဝေဝေးကနေရှောင်ကြပါလို့ကျွန်တော်ကတော့ဒီနေရာကနေကိုအကြံပေးလိုက်ရပါတယ်